ြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးနှံကြောင့်ထိခိုက်နေတာခဲ့ရတဲ့ပြည်သူတွေကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ဝါနဲ့မိုင်းလာအဖွဲ့တို့ကအကူအညီပေးသွားမယ်လို့မတ်လ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ဝါအဖွဲ့ UWSA အနေနဲ့ငလင်ဘေးသင့်ဒေသတွေအတွက်ကြက်တန်းပေါင်း2000လှူဒန်းသွားမှာဖြစ်ပြီးကယ်ဆယ်ဖို့နဲ့သက်ဆိုင်ရာဌာနတွေကတောင်းဆိုလာရင်လည်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကိုစေလွှတ်ဖို့အသင်းဖွဲ့စီပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ယခုလိုပြင်းထန်တဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ကာလမှာသဘောထားအမြင်ကွဲလွဲနေကြတဲ့အဘက်ဘက်ကအဖွဲ့တွေအနေနဲ့နိုင်ငံရေးနဲ့စီးရေးပြဿနာတွေကိုဘေးဖယ်ထားပြီးလူသားချင်းစာနာထောက်ထားတဲ့စိတ်ဓာတ်နဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအင်လိုက်အားလိုက်ပအဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းထားတာပါ။ ဒါအပြင်စစ်ပွဲတန်သားမကတဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ပြည်သူတွေကိုအချိန်မီကယ်ဆယ်နိုင်ဖို့အဟံတားမရှိတဲ့အကူအညီပံ့ပိုးမှုနဲ့တဘာဝဘေးအန္တရာယ်ပြီးနောက်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဝါအအနေနဲ့မျှော်လင့်တယ်လို့ဆိုပါတယ်မိုင်းလာအဖွဲကလည်းရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသလေးအစိုးရနဲ့ဒေသတွင်းရှိတိုင်းသားလူမျိုးစုပြည်သူအသီးသီးကတဘာဝဘေးရန်တွေရိုက်ခတ်တန်းကြောင့်ထိခိုက်နေနာခဲ့ရတဲ့တိုင်းသားပြည်သူတွေနဲ့အတူထပ်တူဝန်းနေကြောင်းပြောလာပါတယ်။ အခက်ခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ရမှာမိမိတို့တက်ဆွမ်းသမျှအုတ်တချက်သေးတဲ့ပွင့်ပါဝင်ကူညီနိုင်ရေးကဲဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အလှူငွေတွေထောက်ပံ့ရေးပစ္စည်းတွေကိုလိုအပ်တဲ့နေရာတွေစီအရောက်ပိုးနိုင်မှုဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ငလင်ပေးရနေတဲ့အသက်ဆိုင်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရလို့ပြည်သူအကျိုးအတွက်တတ်ဆွမ်းသမျှတဲဘိုးကူညီသွားကြမယ်လို့မိုင်းလာအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ချက်ချင်းမြတာနဲ့အတူပြည်သူအချင်းချင်းလူသားချင်းစာနာမှုနဲ့အညီစီလုံးစာရိုင်းပင်းကူညီကြရင်အခက်အခဲဒုက္ခတွေကိုရင်ဆိုင်ကျော်လွှားပြီးမိသားစုဥယျာဉ်တော်တွေကိုပြန်လည်တည်ဆောက်နိုင်ကြလိမ့်မယ်လို့ထုတ်ပြန်ထားပါတယ်။